ီမီကနေတက်တာပြလဲရပြီဖြစ်တဲ့ကုံကြီးအားလုံးပဲမင်္ဂလာပါတရားသီးပြည်ချင်းမရဥရောပမှာပါနည်းနည်းလေးမြောက်ကြမြောက်ကြဖြစ်နေတဲ့ကုံကြီးတို့ကတော့အင်တာအေးမကျင်နာမှုတွေကြောင့်စီမီဖိုင်နယ်ကနေပဲလှည့်ပြောင်းခဲ့ရပါပြီပထမကျောအင်ကွင်းမှာကတည်းကအနိုင်မကန်နိုင်မဲ့တည်ကြနေတာကြောင့်ကုံကြီးတို့ချင်းနေမကောင်းလို့ဘူးဆိုတာသိနေရပါတယ်ဒုတိယကျောအင်တော်ကမှကစားရတဲ့ပွဲကလည်းအပြန်လန်သွင်းပြီးအမှန်ကန်ပြင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်ကုန်းကြီးတို့နှစ်ကိုပြတ်ရှုံးနေရကနေပြန်ခံပတ်လာနိုင်ခဲ့ပြီးတော့အချိန်ပိုပြီးပြန်ရောက်ခဲ့ပါတယ် အချိန်ပေါ်မှာတော့အင်ရှေအင်နာအသင်ကအတိုင်းယူသွားခဲ့တာကြောင့်ဂွန်ယူရဲ့ဒမ်ဘလာကီးစင်ကအဆုံးသတ်သွားခဲ့ရပါပြီ။ဒီနေ့မှတော့အင်တာနဲ့ဂွန်ယူရှင်ပြိုင်ခဲ့ကြတဲ့ဒမ်ဘလာဆီမီဖိုင်နယ်ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။အင်နာဘတ်မှာတော့ထင်ရပြဿနာတွေတရင်ထွက်ထားခဲ့တယ်။လော်တာရိုမာတီနက်ပြန်ပါလာခဲ့ပြီးတော့သူတို့ရဲ့တောင်တင်းဆုံးလူရှင်းကိုပွဲထုတ်လာခဲ့တာပါ။ဂွန်ယူရဲ့တိုက်စစ်မှုကြီးလူဝင်ဒေါ့စကီကဒီဘက်မှာအရင်စီးရင်မှသာပါဝင်ခဲ့ပြီးတော့တိုက်စစ်မှာဖော်ရန်တော်ရနဲ့ပွဲထွက်လာပါတယ်။ တောင်မန်နှစ်ဖက်မှာရာမန်နဲ့ရာဖီညာတို့ပဲဖြစ်ပြီးတော့ဆေးရောင်အုတ်ကြီးအော်လမိုးကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ကွန်တေးမပါဝင်နိုင်တဲ့ညာချင်းအတွက်အရီဂါစီယာကိုပဲထားကစားခဲ့ရပါတယ်။ပထမပွဲမှာအင်ဂွင်းနီတက်ပြီးဒုက္ခပေးနိုင်ခဲ့တယ်လို့ဒီပွဲမှာလည်းအင်တာကဂွင်းရီတို့ကိုကစားဖို့ကောင်းကောင်းနဲ့ချင်းကပ်နိုင်ခဲ့ပါတယ်။ဂွင်းရီတို့အနေနဲ့ဖီအားတွေနဲ့ကစားနေရတယ်လို့ဖြစ်နေပြီးတော့လိုချင်တဲ့ပုံစံကိုလည်းမတီးဆောက်နိုင်ခဲ့ပါဘူး။ပထမကြော့ခဲ့တဲ့ကအရန်တီးခဲ့တဲ့ဒန်ဖရီကလည်းဒီပွဲမှာပုံစံကောင်းဆက်ပြနိုင်ခဲ့ပြီးတော့ကန်စစ်ရောတိုက်စစ်ပါလိုက်ကစားပေးနိုင်ခဲ့ပါတယ်။ အဖွင့်ကိုဖြစ်တယ်မာတီနဲ့ဂိုးကိုလည်းဒန်ဖရီကပဲဖန်တီးပေးခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာခြေတုံချတုံဖြစ်နေတဲ့ဂုံကြီးတို့ကသရဆက်ဖီအားပြတာကိုခံလိုက်ရပါတယ်ပထမပိုင်းပြီးကန်ဒီမှာပနယ်တီပါဌာနပြုတ်ပေးလိုက်တာကြောင့်ပွဲရလည်းနှကိုကူမရှိသည့်ဖြစ်သွားခဲ့ပါတယ်ပထမပိုင်းမှာလည်း2-0လောက်ဖြစ်နေတာကြောင့်ဂုံကြီးတို့တမုံတီးခံရဖို့များသွားပြီလို့ထင်နေတာပါဒါပေမဲ့ဒုတိယပိုင်းမှာဂုံကြီးတို့ရဲ့မထမတ်ထားတဲ့ကမ်ဘတ်တွေစတင်လာခဲ့ပါတယ် ကုန်းကြီးတို့ရဲ့ဆွဲသေးကန်ဒီမှာချော့မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒုတိယပိုင်းကိုပွဲထွက်လာတဲ့ကုန်းကြီးတို့ကသုံးခုစရိုက်ကိုပြန်သွင်းပြသွားခဲ့တာပါမနေ့90နဲ့60ဝန်းကျင်နေမှာအဲရစ်ကာစီယာနဲ့အော်မိုတို့ကချိပါကူတွေစရိုက်သွင်းယူခဲ့ကြပါတယ်ပွဲပြီးကန်ဒီမှာတော့ရာဖင်ညာကပါအနိုင်ကိုတင်ပေးခဲ့ပါတယ်ဒါပေမဲ့လက်ချက်မနေ့ပိုင်းလူကိုကုန်းကြီးတို့လည်းဆက်မထိန်ထားနိုင်ခဲ့ပဲနဲ့ချိပါကူပြန်ပေးလိုက်ရတာကြောင့်မနေ့90အထိတည်ရဖြစ်သွားခဲ့ပါတယ်ဒီနေ့သင်္ကာရတူတူဆိုတဲ့ရလက်ကိုဖိန်းဆွဲသလိုဆွဲနေပုံရပြီးတော့နောက်ဆုံး၃ချိန်စလုံးဒီရလက်ပဲထွက်တာခဲ့တာပါ ချိန်ပူမှာတော့အင်တာတင်းကပဲ Fratisi ရဲ့ဂိုးနဲ့ဂိုးကြီးတို့ကိုအနိုင်ယူသွားခဲ့ပြီးတော့ final ဆင့်ကိုတလန်သွားခဲ့ပါတယ်။ဘလို့ဖြစ်ဖြစ်ပွဲရလေတော်တော်ကြီးမြိုင်ခဲ့ပြီးတော့ချန်ပီယံလိဆိုတာဒါမျိုးဆိုပြီးတည်ပြသွားခဲ့ပါတယ်။ဂိုးကြီးတို့ရဲ့ကြိုးစားမှုကိုလည်းအတိမတ်ပြုရမှာဖြစ်ပြီးတော့အကောင်းဆုံးကြိုးစားပွဲခဲ့တာကိုလည်းတွေ့ရပါတယ်။အကြောင်းတံပလာကဂုံကြီးတို့ရဲ့နာကြီးချက်တွေကပြည်တွင်းကငယ်နိုင်လေးဟာလိုဝါတို့အပေါ်ကိုပောက်ကွဲကြလာတော့မယ့်အနေထားလေးရှိနေပါတယ်။အဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။